တန်တရာတွင်ကဆုတောင်းမှန်သမျှအကောင်းကြီးမရနိုင်ပါဘူးမမိသမျှလေးပြောရမယ်ဆိုရင် အနာတပိန်တထေးကြီးရဲ့ညီမကမွေးတဲ့ခေမကဆိုတဲ့တထေးသားတယောက်ရှိတယ်အနာတပိန်တထေးနဲ့တူတော်တယ်အဲ့ဒီလူကနာတပိန်တထေးရဲ့တူက သူမိသားစုကလည်းတထေးဆိုတော့ချမ်းသာတယ်ချမ်းသာရုံနဲ့မကဘူးသူကယုတ်ကလည်းပထမချောတယ်ရှုပ်ချောပြီမဲ့လို့တန်တရာမှာသူဆုတောင်းခဲ့တဲ့အမှားကြောင့် အများကမကျေနပ်စရာမင်းပြင်းမင်းတန်တဲ့အလုပ်တွေကိုခဏခဏကျူးလွန်လို့တိုင်းပြည်အုပ်ချုပ်တဲ့ပသိနေရီကောသနာမင်းကြီးကခဏခဏဖမ်းရတယ်သူတိုးတော်ရှေးတုန်းကပရင်နေဟာတထေးကိုတံမိုးထားကြတယ်လေးစားကြတယ်အနာရဝိတထေးကြီးကိုအာနာလို့ဆိုပြီးတော့သူ့ကိုပြန်ပြန်လွတ်လိုက်တယ်ဖမ်းတော့ဖမ်းတယ်အေးမြူအနာရဝိတထေးရဲ့မျက်နှာနဲ့သူ့ကိုလွတ်လိုက်တယ် သူကဘာပြစ်မှုတွေချွတ်လွန်ပြီးတော့ဘာဆုတွေတောင်းခဲ့တာရောလို့ဆိုသူကကတ္တဝဖရာလက်ထက်တုန်းကဘောဇင်ထိုးသမားဖြစ်ခဲ့တယ်ဘောဇင်ထိုးသမားနမေကြီးဘောဇင်ထိုးသမားလက်ဝိသမားပေါ့လက်ဝိကျော်ဖြစ်ခဲ့တယ်အဲဒီတုန်းကကတ္တဝဖရာရဲ့ကတ္တဝဖရာပြိနိဗ္ဗာန်ဆံသွားတဲ့အခါမှာဖရာကိုရည်စူးတဲ့ရွှေစီတီကြီးမှာရွှေနဲ့လှုပ်ထားတဲ့ဒဂွန်နှစ်ခုကို စေတီပေါ်မှာတင်ပြီးတော့လှူဒန်းခဲ့တယ်။ជីညိုသရာစိတ်နဲ့လှူဒန်းခဲ့တယ်။တော့လှူဒန်းတဲ့အခါမှာနိဗ္ဗာန်ရရပါလို့ဤတို့မဆူတောင်းမနဲ့ဘာသွားဆူတောင်းလို့ဆိုဒီကောင်းမှုကြောင့်နဲ့သူ့ရဲ့ဆွေမျိုးသားချင်းအမျိုးသမီးတွေမှတပါအမျိုးသမီးအလုံးဟာသူ့မြင်လို့ရှိရင်မဆွဲလမ်းမဲ့မနေပါစေနဲ့ကဲသူ့တောင်းတဲ့ဆိုတာအဲ့ဒီဆူသွားတောင်း နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤလူမတောင်းမှုတန်တရားတဲ့မှာသူ့ကိုမြင်တဲ့အမျိုးသမီးတိုင်းဟာသူ့ကိုအငမ်းမရစိတ်နှစ်သက်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေ။ကျမ်းဉာဏ်ဖတ်မှလည်းသွားတောင်းတယ်နော်။ဒီစုတောင်းတယ်။သာဝတိမြို့မှာသူနဲ့တွေ့သမျှအမျိုးသမီးတွေဟာသူ့မြင်လို့ရှိရင်ကိုယ်စိတ်ကိုမထိန်နိုင်သေးတဲ့အတွက်ကြောင့်သူနဲ့မောင်မားတဲ့ဟာတွေဟာခဏခဏ တိုင်ညာတော်ကြတဲ့အခါမှာကောသရမင်းကြီးကထောင်လန်းပြီးတော့ဒီပြစ်မှုကျူးလွန်တဲ့လူဖမ်းတဲ့အခါသူ့ကြီးပဲဖမ်းမိအနာရဝိန်တထေကြီးအာနာရနဲ့အချိန်ချင်းလွတ်နောက်တော့အနာရဝိန်တထေကြီးကဒီသတင်းလေးကြားတဲ့အခါအာဒီကောင်တော့မဖြစ်ဘူးဆိုဖះစီပုတ်ညဆောပြန်ကဆုံးမလိုက်တဲ့အခါကြတော့မှဒီဒုက္ခကကျွတ်သွားတယ်နော်တာဝတိမျိုးကမိသားစုတွေလည်းအေးချမ်းချမ်းနဲ့နေနိုင်ဖြစ်နိုင်သွားတယ်အိတ်နိုင်သွားတယ် အဲ့ဒါတန်တရာထဲမှာမတောင်းရမဲ့စုကိုကောင်းထင်ပြီးတောင်းခဲ့တာလည်းဖြစ်တယ်ပေါ့ဒုက္ခပေးတဲ့စုကိုသူတောင်းခဲ့